အလုံးမဲ့မင်္ဂလာပါအတူတကွဆင်ရှင်ခွန်အားယူနိုင်ဖို့ရန်ရွေးချယ်ထားတဲ့ကြံပိုက်လေးကိုဖတ်ရှုလိုပါတယ်။133နဲ့3ကြိမ်မြောက်သောဆန်လံအပိုက်ငယ်1ညီကိုတို့သည်သဘောတူလျက်ပေါင်းဖော်ကြသည့်အရာမှာအလွန်ကောင်းပေ၏။အလွန်တင့်တယ်လျှောက်ပတ်ပေ၏ဆိုတဲ့နှုတ်ကပတ်တော်အဖျင်းအသက်တာကိုဆင်ရှင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ်။ဒီသနာရဲ့ခေါင်းစဉ်ကိုတော့သဘောတူခြင်းဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်။ တဘောတူချင်းမတူချင်းသည်တဦးချင်းစီရဲ့ကိုယ်ပိုင်အခွင့်အရေးဖြစ်သောကြောင့်တဦးနဲ့တဦးတဘောတူချင်းတူညီမှုမရှိနိုင်ဘူးအဲ့ဒီတဘောမတူချင်းသည်အတွင်းစိတ်သဘောကလာတာကြောင့်ညှိပိုးရန်ခက်ခဲတဲ့အရာ ဖြစ်တယ်အဲ့ဒီမတူညီချင်းသည်ဖျားသခင်ရဲ့အလိုတော်နဲ့အကြံစီကြောင့်ဖြစ်တယ်အဲ့ဒီအကြောင်းအရာသည်လူသားတွေအနေနဲ့ခက်ခဲနေတဲ့အရာ ဖြစ်တယ် အဲ့ဒီမတူညီတဲ့အကြောင်းအရာပေါ်မှာဖရာရဲ့ဘုံတော်ရှိနေတာဖြစ်တယ်။ဥပမာဖန်ဆင်းခြင်းအကြောင်းအရာမှာနေ့အတွက်နေကိုဖန်ဆင်းထားသလိုညအတွက်လကိုဖန်ဆင်းထားခြင်းအပြင်နေ့နဲ့ညကို ပိုင်းခြားထားပြီး အလင်းနဲ့အမောင်ကို ဖြစ်ပေါ်စေကာနေ့တနေ့အဖြစ်တက်မှတ်စေခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်ကိုတက်မှတ်ပေးခြင်းတည်လူသားများအတွက် ဖျားပေးတဲ့တန်ဖိုးအချီးဆုံးအရာတွေထဲကတခုဖြစ်နေတာဖြစ်တယ်။အဲ့ဒီအချိန်ဒီလူသားများအတွက်ကဲတင်ရအချိန်ဖြစ်နိုင်သလိုစီရင်ရအချိန်လည်းဖြစ်နိုင်တာဖြစ်စေတာ ဖြစ်တယ်။ကဲတီကြီးခံရသောသူများအတွက်အဲ့ဒီအချိန်ဒီအလွန်ဝမ်းမြောက်ဝမ်းသာစရာဖြစ်တယ်လို့ကဲတင်ကြီးမခံရသောသူများအတွက်အဲ့ဒီအချိန်ဒီပူလောင်စရာ ကြောက်ရွံ့စရာဆုံးရှုံးစရာတွေနဲ့ ြုံတွေ့စေတာဖြစ်တယ်။ဒါကြောင့်အဲ့ဒီနေ့ရဲ့အချိန်မရောက်ခင်ရွေးချယ်မှုမှန်ကန်စေဖို့နှိုးဆော်လိုတယ်။ဒီအကြောင်းအရာလေးတွေမတူညီတဲ့အကြောင်းအရာပေါ်မှာဖခင်ရဲ့အကြံစီတော်ဖြစ်တယ်။ဒီကြမိတ်လေးမှာသဘောတူခြင်းမတူခြင်းပေါ်မှာဖခင်ရဲ့အလိုတော်နဲ့အကြံစီကိုမြင်တွေ့စေလိုတယ်။ဒီကြမိတ်လေးမှာညီကိုတို့ဒီလိုပေါ်ပြထားခြင်းစီမိခင်တယောက်တည်းမှာ မွေးဖွားလာတော့တဝူတော်ဆင်းအတွေ့အသားညီကိုဖြစ်နိုင်သလိုကိုနဲ့တွေးမတော်သားမဆက်တဲ့တစိမ့်တွေလည်းဖြစ်နိုင်တာဖြစ်တယ်တဘောတူမပေါင်းဖက်လို့ရမှာဖြစ်တော့ကြောင်းတဘောတူညီမှုရှိဖို့ရန်ဖျားအလိုရှိတာဖြစ်တယ်အတွေ့အသားညီကိုဖြစ်တော်လဲတယောက်နဲ့တယောက်စိတ်နေသဘောထားမတူညီတာကြောင့်အတူတကွနေထိုင်ကြတော့လဲပေါင်းဖက်ဖို့ရန်မလွယ်ကူဘူး အဲ့ဒီအကြောင်းအရာလေးကိုအိမ်ထောင်မိသားစုမှာအတင်းတော်မှာတွေ့မြင်ရတာကြောင့်အတင်းတော်မိသားစုအတွင်းမှာခိုတစုဒီတစုကွဲပြားနေကြတာဖြစ်တယ်။အဲ့ဒါတွေသည် မတူညီတဲ့သဘောမတူတဲ့အကြောင်းကြောင့်ဖြစ်တယ်။အဲ့ဒီသဘောမတူတဲ့အကြောင်းရင်းသည် လူတွေရဲ့အတ္တကြောင့်ဖြစ်တယ်။ယုံကြည်ချက်တူတယ်ခံယူချက်လည်းတူတော်လဲသဘောမတူလို့မပေါက်ဖက်နိုင်ခြင်းသည် ကျွန်ုပ်တို့ရဲ့အတ္တကိုရှေ့တန်းတင်နေလူဖြစ်တယ်။တချို့ကလူမျိုးကြောင့်သဘောမတူနိုင်သလိုတချို့ကခိုင်းကနာကြောင့်ပေါင်းဖက်လို့မရတာကြောင့်ဖခင်ရဲ့အလိုတော်နဲ့လွဲလျော်ကဖခင်ကောင်းကြီးနဲ့လည်းလွဲလျော်နေအောင်မှာဖြစ်တယ်။ဒီကြမ်းမိုက်လေးမှာသဘောတူပြီးပေါင်းဖက်ခြင်းအဖြစ်ရရှိလာမဲ့ဖခင်ပေးမဲ့ကောင်းကြီးမင်္ဂလာကိုပေါ်ပြထားပေမဲ့အဲ့ဒီသဘောမတူတာကြောင့် ဖျားပေးမဲ့ကောင်းကြီးမင်္ဂလာနဲ့မထိုက်တန်မှုဖြစ်နေတယ်။ဖျားဖန်ဆင်းထားတဲ့လူယောက်ျားလူမိန်းမကိုကြည့်ရင်တပဝတ်ကြီးမတူဘူးအကြိုက်ရှင်းလည်းမတူဘူး။ဒါပေမဲ့ဖျားကောင်းကြီးကိုတိရှိတဲ့အခါသဘောတူပြီးပေါင်းဖက်ကြတာကြောင့်ဖျားပေးတဲ့ကောင်းကြီးမင်္ဂလာနဲ့ပြည့်ရှံစေတာဖြစ်တယ်။ဒါကြောင့်ဖျားပေးမဲ့ကောင်းကြီးမင်္ဂလာကိုတိတယ်ဖျားရဲ့အလိုတော်ကိုတိတော်လဲ လက်တွေမလုံဆောင်နိုင်ခြင်းသည်ဖရာရဲ့အလိုတော်ကိုမလိုက်လျှောက်ရှင်းပေပင်လျင်ဖြစ်တယ်။အဲ့ဒီမတူညီတဲ့အရာနှစ်ခုကိုဆက်ဆက်ပေးနိုင်တဲ့အရာသည် ဖရာပေးထားတဲ့နှုတ်ကပတ်တော်သမာတရားတလျင်ဖြစ်တယ်။အဲ့ဒီနှုတ်ကပတ်တော်ကိုတိရှိနားလည်ပြီးဝန်ခံတတ်တဲ့အသက်တာရှိဖို့ရန်ဖရာအလိုရှိတာဖြစ်တယ်။တချို့ကတိတယ်ဒါပေမဲ့ဝန်မခံတာကြောင့်ဖျားပုံးတော်မထင်ရှားတာဖြစ်တယ်။ ဒါကြောင့်ကျွန်ုပ်တို့ရဲ့နေစဉ်အသက်ရှင်မှုမှာနှုတ်ကပတ်တော်ကိုဝန်ခံတတ်ဖို့ရန်နှိုးဆော်လိုတယ်။နှုတ်ကပတ်တော်ရရှိသွားသောသူများရဲ့အသက်တာမှာကိုယ့်ရဲ့အတ္တတွေကိုစွန့်ပြေးပြီးဝန်ခံတတ်လာတာကြောင့်လူအများနဲ့ပေါင်းသင်းဆက်ဆံမိစ္ဆာရောက်ဖွဲ့မှုကဏ္ဍတွေမှာသဘောတူပြီးပေါင်းဖက်တတ်လာတာကြောင့်မိစ္ဆာရောက်ပုံမူကျပြန့်ပြီးဖျားပုံးတော်လဲထင်ရှားစေတာဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်ုပ်တို့ရဲ့သဘောတူခြင်း မတူချင်းသည်ဖျားပုံးတော်နှင့်ဆိုင်တာကြောင့်နှုတ်ကပတ်တော်ကိုဝန်ခံတက်လာလေလေသဘောတူပေါင်းဖက်မှုများလာလေလေမိတ္တာယတွေ့ကြပြန်လာပြီးဖျားပုံးတော်ထင်ရှားလာလေလေဖြစ်မှာဖြစ်တယ်ကျွန်ုပ်တို့ရဲ့အသက်တာမှာမတူညီမှုတွေကိုရှောက်ဖွေးပြီးလိုက်ညှိမနေပါနဲ့ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးဖျားသခင်သည် ဖန်ဆင်းထားတဲ့လူသားများပဲလျင် တူးနဲ့တူးမတူညီအောင် ဖန်ဆင်းထားတာကြောင့်တူးနဲ့တူးအားနဲ့ကျအားသာကျတဲ့ဖျားပုံတော်အတွက်အသက်ရှင်ဖို့ရန် လိုပါလေရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၈အငယ်၁၉မှာတင်တို့တွင် လူနှစ်ယောက်တို့သည် သဘောချင်းတူ၍ဆုတောင်းလျင်တောင်းသမျှသောဆုတို့ကိုကောင်းကင်ဘုံ၌ရှိတော်မူသောငါဤခမဲတော်သည်ပေးတော်မူလတန်ဆိုပြီးတော့ခရစ်တော်ယေရှုဘုရား မိမခဲ့တယ်လို့ပဲတဘောတူချင်းဒီဖရားရဲ့အလိုတော်ဖြစ်တယ်လို့အဲ့ဒီလှုပ်ဆောင်ချက်ကိုလည်းဖရားလက်ခံပြီးဖရားပေးမဲ့ကောင်းကြီးမင်္ဂလာကို ခံစားစေမှာဖြစ်တယ်။ဒါကြောင့်ရှင်တော်မိသားစုများဒီအကြောင်းအရာလေးကိုဆင်ခြင်ပြီးကျွန်ုပ်တို့ရဲ့အတ္တမန္တကိုဖယ်ရှားပြီးဖရားရဲ့နှုတ်ပတ်တော်ကိုဝန်ခံခြင်းနဲ့အတူတဘောတူ၍ပေါ့ဖက်တတ်ခြင်းနဲ့အတူဖရားရဲ့ကောင်းကြီးမင်္ဂလာခံစားရပြီး ဖျားပုံးတော်ထင်ရှားနိုင်သောသူများ ဖြစ်နိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းလို့ဆိုခွန်အားပေးလိုက်တယ်အားလုံးပေါ်ဖျားကောင်းကြီးပေးပါသည်